မြတ်စွာဘုရားဟောတဲ့ကိုချင်းစာတရားကိုချင်းစာတရားဆိုတာဘုရားဟောတာနော်အတုပနာယိကမြတ်စွာဘုရားသုံးတဲ့စကားအတုပနာယိကအတ္တဥပါဒယိကအရာရာကိုနဲ့နိုင်ကိုကိုချင်းစာတရားစားစားသူ့ဘက်ကလည်းခံစားကြည့်ကိုဘက်ကလည်းခံစားကြည့်အဲ့ဒီလိုခံစားကြည့်ပြီးတော့ဒုက္ခဆောင်ရမယ်ဆိုတော့မြတ်စွာဘုရားဟောတာလားလေအေး ငါ့ကိုလိန်ခါရမယ်ဆိုရင်ငါမကြိုက်ဘူးအဲ့တော့ငါလည်းသူ့ကိုမလိန်နဲ့ဟောဒီသဘောမျိုးစဉ်းစားခိုင်းတာအဲ့ဒီလိုစဉ်းစားအဲ့ဒီလိုဘုရားဗလာတွေပြီးပြီးမြတ်စွာဘုရားဆုံးမတိုင်းနေကြမယ်ဆိုလို့ရှိရင်နေ့စဉ်မှာပါပြတနာမှမရှိဘဲနဲ့ခြေပေါ်တုတ်တယ်မို့လို့ဖြစ်လာမှာဖြစ်နေ့စဉ်နဲ့အမျှကုသိုလ်ရတယ်နော်ဖះเจ้าကမတော်ဘဲနဲ့ကုသိုလ်ရတယ်ခဲ့လား ဒါပြည့်ဒီတို့တို့အိမ်မှာဈေးရောင်းရင်ဘလို့ကုသိုလ်ရအောင်ဆိုရှားတယ်လေဈေးဝယ်လာတဲ့လူကိုရန်ဖြစ်မတွတ်နဲ့လာနော်ကိုယ်စိတ်ကပါထားတော့ကောင်းတာလေးရပါစေစိတ်တက်တာကလည်းရပါစေဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကဒီဈေးဟိုကသိချပြောရအောင်ပေါ့မလိမ့်လိုက်နဲ့ပေါ့ဒါအရင်ကငါတော့ကြားတယ်ဟိုကနင်းတာဖြစ်နေအရင်ကငါတော့ကြားတယ်မပေးနိုင်ဘူးပြောဆက်တော့ရောင်းမှအဆင်ပြေပါနဲ့ ပြောဖို့မလိမ်ဘူးလေအဲ့ဒါလို့ပြောလို့ရှိရင်ရှောင်းရင်းဝယ်ရင်ကုသိုလ်ဖြစ်တယ်မစ်မေတ္တာဆိုတာကုသိုလ်ပဲလေမေတ္တာဆိုတဲ့ကုသိုလ်ကိုမြတ်စွာဘုရားကចောင်းဆောင်လှူတဲ့ကုသိုလ်တွေတောင်ကြီးတယ်လို့တကယ်အင်အားပြည့်လာပြီးကြီးတယ်လို့ပြောတာနော်အင်အားကြီးပြီးတော့ဆန်အဆင့်ထိအောင်ရောက်သွားရင်ကြီးတယ်လို့ပြောတာအော်မေတ္တာပြောမယ်ဆိုရင်တော့မနှောကံပဲလေဘာဝနာဖြစ်တာ တိဒါနသီလဘာဝနာဆိုရင်မေတ္တာဘာဝနာအစဉ်တိုင်းပြောလိုက်မယ်ဆိုရင်လှူတာကဒါနစောက်တည်ပြီးကျင့်သုံးတာကသီလကိုယ်တဏ္ဍမဒီစိတ်အားတွေကိုတိုးပေါင်းအောင်လှူတာဘာဝနာလို့ဆိုတာမေတ္တာဘာဝနာလည်းမှာပါလားအဲ့တော့ပို့ပြီးတော့အဆင်မြင့်တယ်လို့သူတို့ပြောတာအဲ့တော့အိမ်နေရင်လည်းကုသိုလ်ရပါတယ်အလုံးလို့ရင်လည်းကုသိုလ်ရပါတယ်ခုနပြောတဲ့အတိုင်းကိုကျင့်တရားမပြည့်စီးပွားရှာမယ်ဆိုရင်ကုသိုလ်တွေရနေမှာပဲ စိတ်ချနတ်ပြည်လောက်ကတော့အလွဲလေးနော်ဒီတိုင်းနေသွားလို့ရှင်ကုသိုလ်ရသွားပြီကိုမဘာမှချိုးပေါက်တာမရှိဘူးမချိုးပေါက်ဘူးငါးပါးသီလဆောက်တည်ထားလိုက်တယ်တမတာနာစေတနာဆောက်တည်ထားတဲ့ကုသိုလ်လို့ခေါ်တယ်ဆောက်တည်လိုက်ရင်ရတဲ့ကုသိုလ်ကတမတာနာစေတနာကုသိုလ်အေးဆောက်တည်ထားတဲ့အချိန်ကကုသိုလ်တစ်ခုတော်ဝါလေးတွေကိုတတ်ဖို့ကြုံလာလို့မတတ်ဖက်နဲ့ရှောင်းလိုက်ရင်ဝိရတိ အနန္တိဗတ္တကရှောင်းလိုက်တာအဲ့ဒါကျတော့ဝိရတိသီလဖြစ်တာခုနကတော့သောတိတုံးကစေရနာသီလနော်ရှောင်းကြိုက်တဲ့အချိန်မှာသောတိသီဖြစ်စေမသောတိသီဖြစ်စေဟဲ့တဏှာပါတယ်မလုပ်ပါနဲ့ဆိုဟောဝိရတိဖြစ်သွားသူများပစ္စည်းလေးတွေ့တယ်တွေ့တယ်မယူဘူးရှောင်းလိုက်တဲ့ပိုင်ရှင်ကိုပြန်ပေးတယ်ဒါဝိရတိသီလအယက်သေးစားတောက်စားဖို့ကြုံလာတယ်မတော်ဘူးရှောင်းလိုက်တဲ့ဝိရတိသီလား နော်ရှောင်ခြင်းနော်အာရတိဝိရတိပါပါမိစ္ဆပါနာသတန်မောဆိုရင်မင်္ဂလာတုတ်ထဲမှာလို့ရှောင်ခြင်းမှုရှောင်ခြင်းတဲ့အချိန်မှာဒီသီလဖြစ်တာအဲ့ဒါကသောက်တည်တဲ့သီလမဟုတ်ဘူးရှောင်ခြင်းတဲ့သီလနော်ရှောင်ခြင်းမှုကလည်းရေးချီတယ်ပေါ့အဲ့ဒီလိုလက်တွေ့လေးကျင့်သုံးထားလိုက်လို့ရှင်နောက်ဘဝကိုမစင်းစားနဲ့အောင် ကောင်းရဖို့ရောက်မှသိချတယ် ရေကြီးလက်ခတ်မလွဲဒီပုံစံနဲ့ပဲစိတ်ချမ်းသာတာလားကိုချမ်းသာတာလားစိတ်ကောင်းနှလုံးကောင်းမွေးပြီးတော့နေဒီနောက်မွားဟာထိတဲ့အစင်းမြင့်တဲ့ဘုရားရောက်လာပါပဲဒါကမြတ်စွာဘုရားရဲ့အဆုံးပါဒီလောက်နဲ့ဒီရောတို့မကျေနပ်ဘူးနိဗ္ဗာန်ရချင်တယ်ဆိုရင်တော့တိုးတက်ပြီးတော့ကျင့်ရနိုင်မယ်ဒါနော်တိုးတက်ပြီးတော့ကျင့်ရအဲ့ဒါလို့တိုးတက်ခြင်းအကျင့်ခြင်းအပြင်လေနိဗ္ဗာန်ချမ်းသာတရားအောင်ရရှိတာတော့ ကုသိုလ်ကောင်းမှုဆိုဒီမှာနေ့စဉ်နဲ့အမျှပြုဖို့အပို့အရေးကြီးတယ်ကောတခါတည်းံဒီလိုလှူတာတန်းတမ်းမျိုးကရမယံခါမှလုံနိုင်တာလေအဲ့တော့နေ့စဉ်ကုသိုလ်ရအောင်စိတ်ထဲမှာနှလုံးသွင်းပြီးတော့မေတ္တာတရားပွားများအထုတ်ပြီးတော့နေရဒါမြတ်ဗုဒ္ဓရဲ့ဆုံးမပဲဖြစ်ဒီကနေ့အတီးတီးကုသိုလ်ရှင်တွေဟာကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်လိုက်ကြပြီရသော်ဗျာကိုရံကဧဝံသတေနမစ္ဆေနကတ္တပံကုသလံဘဟော ဘဝမှာမွေးဖွားလာလို့ရှိရင်ကုသိုလ်တော့တုတ်ပါလှုပ်ရှင်အောင်လုပ်ပါဘာကြောင့်တိုက်တော့ရတယ်လဲလို့ဆိုရင်နော်ဒုက္ခသေးတံအဓိဝဆနာယတိတံပုံညာနိကုသိုလ်ကောင်းမှုဆိုတာလူတွေလိုချင်တဲ့ချမ်းသာပါပဲဒီကုသိုလ်ကမှပေးနိုင်ပါလေတို့ဒါကိုယုံကြည်လက်ခံပြီးတော့ကုသိုလ်လုပ်တာဟာတို့လိုချင်တဲ့ချမ်းသာဒုက္ခတွေကိုပေးနိုင်တဲ့အကြောင်းတရားကိုတို့ဖန်နေခြင်းပဲဖြစ်တယ် ဒါကြောင့်တို့ရတွေဒီနေရာစာပြီးနေစင်နေဗျာကိုယ်စိတ်ကိုဆုံးမပြုပြင်ပြီးတော့တတိတံစေညာရှင်လေကုသိုလ်တရားပွားများကြိုးစားအထောက်ကြမယ်လို့ကိုစီကိုစီတတိကြီးစွာထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း